ပြီးတော့မှဆိုရင်လမ်းလေးလမ်းရှိတယ်။လမ်းလေးလမ်းရှိတယ်ညာဘက်လမ်းကစိုက်ကယ်လမ်း။ညာဘက်လမ်းကစိုက်ကယ်လမ်းညာဘက်အစောဆုံးလေးလမ်းပါအဲ့ဒါကိုသွားဘူး။လေကောမောင်းတဲ့စိုက်ကယ်ရှိတယ်။အဲဒဏ်ရရေးလဲတောင်းတောင်းနဲ့အဲဒီလောက်ပဲပြီးသွားတယ်။တကယ်တော့ညာဘက်မှာညာဘက်ကကပ်ပြီးမမောင်းတဲ့စိုက်ကယ်ဆိုရင်အကုန်လုံးဖမ်းဖမ်းတဲ့စိုက်ကယ်ကိုဖမ်းတဲ့ရဲကလက်ဆောင်ဖြစ်ယူသူ့ကိုယ်ဖြစ်ယူဟာကျိန်တာတုံးချက်တန်ကူကဆယ်သိန်းအဲသူတို့ရိုက်ကြည့်ပါလား။အဲဆိုဖျက်ပြီးသူတို့ကအသားလေး လိုက်လိုက်ပြောသားမယ်ကားကြီးတွေမောင်းနေရညာဘက်ကဘယ်တော့မှကတ်မမောင်းဘူးအလေကောင်းမောင်းတာသူတို့မှလက်ရကတ်မောင်းဆိုတာသူတို့မှမရှိဘူးရဲမင်းညာဘက်ကကတ်မောင်းကတ်မမောင်းတဲ့အတွက်ကြောင့်ဘယ်ဘက်ကကတ်မောင်းအလေကောင်းမောင်းတဲ့အတွက်ကြောင့်မင်းကိုဟောဒီကောက်တိတ်တယ်တိတ်နေကားကိုဟာဒီရဲကိုလက်ဆောင်တိတ်တယ်သူ့စုမပြေးဘူးအဲ့လိုလုပ်ကြည့်အာကျွန်တော်ပြောခဲ့တယ်ပေါ့နော်ရာဝီတိုင်းကတညာအောင်လုံးမင်းကညနေတည်းကပြန်ကြရဲဟိုသိုးသားတွေကဆက်ရှိရတဲ့ကပြန်ကြရဲပြန်ရပြီးတော့ ဆိုတာဗောနောညနေပိုင်းမဲ့တင်ကအကုန်လုံးလုံးဆုံးပြန်ရရဟိုကျွန်တော်ပြောခဲ့တာမနက်ပိုင်းတော့ဗောနောခံစင်းနဲ့တိုက်နေတယ်ဗောနောအခုကြတော့မဟုတ်တော့ဘူးတင်ကြညောင်လုံးတို့ဘာလို့ဆိုလို့ရှိရင် အကုန်လုံးကခံစင်းနဲ့မဟုတ်တော့တိုက်စင်းနဲ့ဖြစ်သွားတယ်လိုက်လံရှင်းနေမလို့တော့ခံစင်းတော့မလို့တော့သူကအကုန်လုံးလိုက်ရှင်းဒါတိုက်ပွဲတော့ဖြစ်နေတယ်ဒါပေမဲ့အကုန်လုံးလိုက်ရှင်းနေတယ်ဒိန်းနေတယ် AC ဖြစ်သွားတယ် AR ဝီတိုင်းอ่ะ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ခန်းစစ်ကနေထိုးစစ်ဖြစ်သွားပြီမို့အေယာဝရီကအေးစစ်ဖြစ်သွားပြီလို့အဖအသားပြပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမို့အဆုံးထိနားဆင်ဝေဖန်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအာကျွန်တော်ပြောခဲ့တယ်ဗောနော်အေယာဝီတိုင်းခတညာအောင်လုံးမနေ့ကညနေတည်းကပြန်ကြရဲဟိုစိုးစားရဲဆက်ရှိရဲတည်းကပြန်ကြရဲပြန်ရပြီးတော့ကျိုးတာဗောနော်ညနေပိုင်းမှာခတညာအကုန်လုံးလုံးဆုံးပြန်ရဲဟို ကျွန်တော်ပြောခဲ့တာမနက်ပိုင်းတော့ပါเนาะခံစင်းနဲ့တိုက်နေတယ်ပေါ့เนาะအခုကြတော့မဟုတ်တော့ဘူးသတင်းကြညောင်လုံးတို့ဘာလို့ဆိုလို့ရှိရင်အကုန်လုံးကခံစင်းနဲ့မဟုတ်တော့တိုက်စင်းနဲ့ဖြစ်သွားတယ်လိုက်လံရှင်းနေမလို့တော့ခံစင်းတောင်မလို့တော့သူကအကုန်လုံးလိုက်ရှင်းဒါတိုက်ပွဲတော့ဖြစ်နေတယ်ဒါပေမဲ့အကုန်လုံးလိုက်ရှင်းနေတယ်ဒိန်းနေတယ်အေးရှိဖြစ်သွားတယ်အရာဝီတန်းကဒေတာတာတကူကတော့ သူကအောက်မှလိုက်ရှင်းပြီဆိုတဲ့ဒါကိုဘက်ကပိုင်လောက်တဲ့ထင်လို့ပေါ့အဲဒီလူမျိုးလိုက်ပြီးတော့ဆင်းပြီးတော့ရှင်းနေတယ်အဲဒီတော့အရာဝီတိုင်းကလူတွေလည်းအကုန်လုံးလိုက်ရှင်းနေဒီနေ့ကတော့အကုန်လုံးပတ်သက်ရှင်းရှုပ်လို့သွားရှုပ်တည်တရားမမထားတော့ကိုနေရကိုပြန်ထားပြီးလိုက်အမိုက်တွေအမိုက်နဲ့ကိုအမိုက်နေရကိုပြန်သွားလေကိုနေရကိုပြန်သွားလာတော့နဲ့တော်ပြီပေါ့ အဲ့လောက်ကြီးမင်းတို့လုံးဝကျင်နာဘောပြည်သူတွေပေါ့ဟုတ်တော့မှမင်းတို့နေရာမင်းတို့ပြန်ရောက်တင့်နေပြီမင်းတို့လည်းမင်းတို့နေရာနေငါတို့ဒီလည်းမင်းတို့နဲ့ပတ်သက်ခြင်းမင်းတို့ကလိုက်ပတ်သက်နေလို့ငါတို့ဒီလည်းလိုက်ပြီးပတ်သက်နေရအဲ့တော့စစ်သားတွေမှန်သမျှလည်းအကုန်လုံးကတိုကြတယ်ပေါ့အခုနှောင်းပိုင်းဆင်းလာတယ်ဘီတုစစ်တွေရောအစ်စစ်သားတို့ဆရာဆရာကြီးရောပေါ့ အကုန်လုံးကတော်ကြဆရာကြီးတွေတင်ပြလမ်းပြမှုကလည်းကောင်းတယ်အဲ့ဒီအတွက်ကြောင့်လည်းဒီလိုခြေနေမျိုးပြန်ရခဲ့ဆရာကြီးတို့ပူပူမှုပေါ့နော်အကုန်လုံးလမ်းပြမှုတွေကြောင့်ဒီလိုအခြေအနေကိုပြန်ပြီးစုပ်ကိုင်နိုင်တယ်ကွာနောက်ဆင်းသွားတဲ့လူတွေကလည်းတိကျတယ်ပြတ်သွားတယ်အဲ့ဒီလိုမျိုးပဲပြောရမှာအကုန်လုံးပေါ့နော်အကြီးကြီးတွေကအစနောက်ဆင်းတဲ့အကြီးကြီးတွေဆိုအကုန်လုံးသူတွေတရားမှမပြောမဆိုင်ဘူးအကုန်ကျုံးသွားဆင်းနေမလိုက်တာသွားအကုန်ထွက်ရှင်း ဘယ်စိတ်တော့မထားဘူးကွာရန်သူဆိုလို့ရှိရင်ကွာအဲ့လိုမျိုးမထားတော့ဘူးသူကရုပ်အကုန်လုံးဖက်ရှင်ပတ်နောက်ပိုင်းနေအခုဆိုလို့ရှိရင်ညောင်နှုံးတို့ကသူဖြင်းနေဟုတ်တယ်ဖြင်းနေတာတော့မှန်တယ်ဒါပေမဲ့အဲ့ဒါရှင်းနေဒါမှဆရာကြီးမကတ်တော့မဘလိုခံစင်းမဟုတ်လို့ထိုးစစ်သွားတွေးတဲ့နေရာကိုလိုက်တက်ရှင်းနောက်ဆုံးတော့မဆုံးရင်ဆက်ပြစ်ဟင်အားရတုံးနေအမျိုးမျိုးတွေလည်းတုံးနေ နော်အဲ့ရတော့အဲ့ဒါလာပြောပြတာပါလို့မနေ့ရက်တွေကနေပြီးတော့ထိုးစင့်တွေနဲ့ဆင်းနေတဲ့အကြောင်းကျွန်တော်ကမနက်ပိုင်းခံစစ်ကိုကဟိုမှာထိုးစစ်တောင်းဆင်းနေပြီကိုပြောလို့တော့ပြန်မဆုံးပိုင်းမှာဒီသူတွေရဲ့လက်နက်တစ်ခုဖြစ်တယ်ပေါ့နော်ပါစာတွေကပြည်သူတွေရဲ့ဆန္ဒကြီးပဲပေါ့နော်ပါစာဖြစ်လာခဲ့တယ်အဲ့ဒီတော့ပြည်သူတွေရဲ့လက်နက်ဖြစ်တယ်ပြည်သူတွေကအဲ့ဒီလက်နက်ကိုကောင်းကောင်းအသုံးချနိုင်လို့ရှိရင် ပေါင်းတဲ့နေရာမှာတော့ကောင်းမှာအဲတကယ်လို့ဒါဒီလိုမျိုးတမနာကအကြံဖတ်တွေနဲ့ဝါပူပေါင်းပြီးတော့တုံးချမယ်ဆိုလို့ရှိရင်အဲ့ဒီလက်နှက်ကကိုယ့်ကိုပြန်ပြီးထိခိုက်နိုင်တယ်အဲပီသူစစ်မှုတန်းလို့ခေါ်တယ်ပီသူစစ်သားရင်အဲ့အဲ့တော့ကြောင့်မလို့သူတို့လက်နှက်ကိုသူတို့ကအသုံးမပြုတ်တတ်ရင်တော့သူတို့ကိုပြန်ထိကိုယ်လက်ထိနေတာပဲ ဩအကျိုးရှိရှိကောင်းကောင်းမွန်မွန်နေတဲ့ပြည်သူတွေတိုင်းပြည်ပေါ်ချစ်တဲ့ပြည်သူတွေကိုကိုစစ်တပ်ကိုကိုမြန်နိုးတဲ့ပြည်သူတွေအဲဒီလူမျိုးတွေကြောင့်အေးဆေးပဲသူတို့လက်နောက်သူတို့လှုပ်ပေးတာသူတို့လက်နောက်လှုပ်ပေးတာအေးဆေးထိုင်ကြည့်ရုံမှာဘာထောက်ပံ့မှုမှလည်းပေးကြရမလို့အေးဆေးကိုယ်မင်းကိုစားပြီးတော့အေးဆေးထိုင်ကြည့်ရောပြည်သူအတွက် ဆက်သားတွေပေးတာမင်းလာမျိုးနဲ့တောင်ပြည့်ရွာကိုစစ်တပ်ကမီးတင်ရှို့နေပြီးပြည်သူများထွက်ပြေးနေရာစစ်ကောင်စီကမင်းလာမျိုးနဲ့တွင်းသို့အင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်လာ ပဲခူးတိုင်းအနောက်ပိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်ထောက်ကျအုပ်စုတောင်ပြက်ရွာကိုအကြမ်းဖက်စစ်တပ်ကမိတင်ရှို့နေပြီးပြည်သူများထွက်ပြေးနေကြရကြောင်းဒေတာတရင်ရင်မြစ်ကရန်ကုန်ခေတ်တည်တရင်ဌာနသို့ပြောကြားသည်ယနေ့ဇွန်လ20ရက်နေ့မွန်းလွဲတနာ ਈ ခန့်အချိန်အကြမ်းဖက်စစ်တပ်ကတောင်ပြက်ရွာကိုမိတင်ရှို့နေခြင်းဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးကြောင်းသိရှိရသည် မိရှုပ်ပြီးဆင်အိုင်ချောင်းပေါက်ဖက်ပြန်ဆုတ်သွားပြီးစစ်သားတွေမိရှုပ်ပြီးတော့မိုးရွာလာလို့မီးလောင်တက်တာသွားတယ်အခုလိုင်းတွေဖြတ်ထားတော့ဘလောက်ပျက်စီးသွားလဲမသိရသေးဘူးဟုဒေတာတရင်ရင်းမြစ်ကရန်ကုန်ခေတ်တရင်ဌာနသူပြောဆိုသည်အကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးအဖွဲ့များယနေ့နနက်အစောပိုင်းတွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးထိခိုက်ဒေဆုံးမှုအခြေအနေကိုမသိရှိရသေးကြောင်းဒေတာတရင်ရင်းမြစ်ထံမှသိရှိရသည် ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မင်းလာမြို့နယ်အုတ်တွင်းရွာအနီးရှိအကျန်းဖတ်စစ်တပ်၏စစ်ကွင်းနာဆောင်စစ်စေးရေးဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲအတွင်းတာယာတုမြတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဘူမူကြီးစောမျိုးဝင်းဒစ္စတာအပတ်စင်9နှစ်အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘူမူဖြိုးမင်းဦးဒစ္စတာအပတ်စင်7ရိုးတေဆုံးသွားခဲ့ကြောင်း မင်းလာမျိုးနယ်အတွင်းထိတွေ့တိုက်ပွဲများတွင်တာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဖြိုမင်းဦးခရိုင်ရဲမှူးကြီးစုခိုင်နှင့်မြို့မရဲစခန်းမှူးတဦးအပါအဝင်စစ်ကောင်စီတပ်သား20ဦးထပ်မင်းတေဆုံးခဲ့သည်ဒီဒုစစ်မှူးတန်းဆိုပြီးလက်နက်ကြီးတစ်ခုလုံးပေးထားတယ်ကွာဘို့ဆိုနဲမှာတော့မဟုတ်ပါဘူးပိန်တောင်းတော့ကောင်းဟုတ်အဲ့ဒီလူမျိုးပြည်သူတွေကအေးရှေးထိုင်ကြည့်ရုံပဲ ဟိုတမရဘောထားပြီးတော့တိုင်းပြီးဘောချစ်တဲ့ပြည်သူတွေကတော့သူတို့လက်နှောက်ထုတ်ပြီးတော့အေးဆေးပဲဗောနော်အရှိမသွားလုံလုံချုံချုံနောက်မှနေတိုင်းပြည်ကြီးထဲမှာကိုယ်တမင်းကိုစားပြီးအေးဆေးနေရတယ်ဗောသူတို့ဆိုကြည်လိုက်တောင်ပြေးလိုက်မြောက်ပြေးလိုက်သူတို့အဲ့လက်နှောက်အသုံးချတယ်ဘူးလေသမ ्या ကချင်းမှာကြုံခံမှုပဲစဉ်းစားနေတာသမ ्या ကခိုင်းသမ ्या ခံဟိုလုံးသမ ्या ခံ ဟာလဲဆိုဘူးသူတို့တွေကသူတို့ရဲ့လက်နောက်အသုံးမချတဲ့သူတို့ကသူတို့တော်ထဲမှာပဲသူတို့ဘဝကိုပဲသူတို့ကိုယ်တိုင်ပဲလှုပ်ချင်တယ်သူတို့ဘဝကိုသူတို့တော်ထဲမှာပဲအဆုံးသတ်ချင်တယ်ကောင်းနေပေါ့နော်ဒါပေမဲ့ဟောအရန်လေးလာပါတယ်ဒိုင်းကြီးတပြည်လုံးလည်းချစ်ပါလေလူမျိုးတယောက်မှလည်းဖွဲချောက်ဘူးနော်အကုန်လုံးခင်ပါတယ်အဲဂျေစုတင်တယ်ဒီလိုပါစတယောက်အနေနဲ့ပြည်သူတွေရဲ့လက်နက်တစ်ခုဖြစ်လာတဲ့ကျွန်တော်တို့ပါစအရီလည်းရန်ဝမ်းသာပါတယ်ဒီနေ့ နေရတော့ပါတတင်းကြီးနဲ့တခုသိရတယ်ဗာသိရလေလို့เนาะကိုကြီးတယောက်နေပြီအဲ့ဒီ PD အကပဲအခုရသူ့မွေးနေမှာဒုံနှစည်းလိုချင်တယ်ဒုံနှစည်းလိုချင်တယ်ဆိုတော့ तू အလူကန်နေပေါ့နော်လူကန်နေဆိုတော့ကွာအဲ့ဒီဒုံနှစည်းကကွာလူကိုတတ်မဲ့လက်နှက်ဖြင့်အားထားယူကွာ तू အလူကန်နေဆိုတော့အဲ့ဒီဒုံနှစည်းရဲ့တန်ကြီးကွာ3-5000ရှိတယ်ကွာ တိုင်းပြည်ရဲ့အတွက်ဘယ်သူတို့ထိခိုက်ပြည်သူတွေပဲထိခိုက်တယ်ကွာထိခိုက်တဲ့အခါမျိုးကြတော့အဲ့ဒီဟုတ်စာလုံးမဲ့အစားသူ့ရဲ့မွေးနေ့လေးမှာကောင်းမှုကုသိုလ်လုပ်တဲ့အနေနဲ့ကွာပျက်စီးသွားတဲ့ပြည်သူတွေရဲ့အိမ်မိသားစုတစုသိန်း50ပြေးကွာရှေ့စုစုသိန်း500ရှေ့စုသိန်း500ရှိတယ်ကွာအစု20သိန်း1000 40ဆိုလို့ရှင်2000ရှိတယ်ကွာ50ဆိုလို့ရှင်50ဆိုလို့ရှင်ဘောက်ပြန်2500ရဲ့အဲ့ဒီလူမျိုးကလူတန်းရင်တော့မှပြီအဲ့ဒီမွေးနေမှကုသမရဘူးအဲ့နောက်ပြီးတော့တခုရှိပြီကောင်မလေးတယောက်ပြောတယ်ဟိုစားတဲ့စစ်သားလားပညာလားမသိဘူးတဲ့သူ့ကိုလာပြောသွားတယ်ပေါ့နော်ခြေပေါက်မှလာလုံးအဲ့အဲ့သူပြောသွားတဲ့ဟုတ်စာကြီးရတယ်အမှန်ကကြောင့်ပြီးသူလူလူပြောမှမသိ သူတို့ကပြောလိုက်ရဲနေစစ်သားဒါပဲသူတို့ကကောင်းစင်တက်ပြီးမှလေမကောင်းချင်မကောင်းချောင်းဘူးပြောသွားပြီပေါ့နော်။ပါပြောလေပေါ့နော်ပြည်သူထမင်းကျွေးတဲ့ဟုတ်ကောကျမတို့ကစားပြီးပြည်သူကိုပြည်သူရောက်တာတွေပဲယူဝဲတာပါလို့သူကအဲ့ဒီကိုပြောတယ်ပေါ့နော်။ပြောတဲ့အခါမျိုးကြောင့်ငါပြောတာကအဲ့ဒီလူမျိုးငကိုတစ်ချိန်တော့ရတာလေသူပြောတလူမျိုးပေါ့ကွာ။ပြည်သူပေါ်ပြည်သူတွေပေါ်တိတက်ခဲ့မယ်ဆိုလို့ရှိရင်ဒီနိုင်ငံကြီးတောင်ဖြစ်เสียကြမှာသူ့လိုလူမျိုးအယောက်1000 2000မရှိ အဲ့ဒါဆိုလို့ရှိရင်ကွာဒီနိုင်ငံကြီးကကောင်းကောင်းမှုမှုငြိမ်ချမ်းဘာဖြစ်လို့အဲ့လိုပြောရတာလဲဆိုသူတို့ကအဲ့ဒီအချိန်တည်းကဒီဟုတ်စာကြီးကိုမလုပ်ဘဲနိုင်ငံရေးကိုမလုပ်ဘဲနဲ့ဟိုပြည်သူတွေနဲ့စစ်တပ်နဲ့သူတို့ပူးပေါင်းခဲ့မယ်ဆိုလို့ရှိလို့ရှိရင်ကွာဒီနိုင်ငံကြီးကမင်းကသမ ्या ကနိုင်ငံကြီးရောအစတည်းအစနေရာတော့တိုးတက်ခဲ့မယ်အခုတော့အဲ့ဒီလူမျိုးငကိုတော့စိတ်သက်ရှိခဲ့ရင်ပြောတာပေါ့နော်အခုမှအဲ့ဒီစိတ်သက်မျိုးရှိတော့နိုင်ငံအပြတ် အဲ့ဒါကိုသူတို့ကမသိဘူးသူတို့ပြောလိုက်လို့ရှိရင်ပြည်သူတွေအတွက်ပါပြည်သူတွေအတွက်ပါဘယ်ဆုံးပြည်သူတွေရရအလူလားခံနေငကိုရဒုက္ခရောက်ငလင်းဘေးဒုက္ခရောက်လိုက်စစ်ဘေးဒုက္ခရောက်လိုက်အเจ้าရတယ်အကုန်လုံးဒုက္ခရောက်နေတာတော့အလူခံရတယ်အလူခံတာလဲကြည်ယုံဒုံနစီဘူးတဲ့တရားတကာကိုတတ်ဖို့ပြည်သူလူတွေတိုင်းပြည်သူများတွေအကုန်လုံးထိခံရတာဟုတ်တယ်နော်အဲ့ကျွန်တော်